AVA 1940စီစဉ်တူအခန်း73ရွှေနားကိုဒီနီလေးလက်ကနေရောင်တွင်ပြူပြူပြပြနတ်သက်ဖြူငွေများကပပတ်လေတွင်လှိုင်းလှိုင်းထနေမှန်စီခေါင်းတလားတွင် လောင်းရှည်မင်းသမီးကြီး အလောင်းသည်ငြိမ်သက်စွာလဲလျောင်းနေသည်အလောင်းတွင်ဝစ်စင်သားသည်ရွှေကိုဆက်အနာပါထမိန်စကမြစ်ပြင်မှတိုက်ခတ်လာသောလေကြောင့်တစ်ဖြက်ဖြက်လွင့်နေ၏ ိုးသိန်းသခင်သည်ကိုးရောင်ကိုငုံထားရင်မှဇနီးဖြစ်သူ၏ယုံလောင်းကိုငေးကြည့်နေသည်နှစ်ပေါင်းတော်ကြာစစ်မြေပြင်တွင်အချိန်ကုန်ခဲ့သည်ဖြင့်ငယ်ဇနီးနောက်ဆုံးအချိန်များတွင်သူရှိမနေနိုင်ခဲ့ကိုးသိန်းသခင်ငယ်စဉ်မင်းသားမောင်အုပ်ကဘဝတွင်အန်ရယ်ပေါင်းများစွာပတ်လည်ဝိုင်းခဲ့သည်တနင်္ဂနွေမင်းနန္တဆတွင်စနေမင်း၏သားတော်မင်းသားငယ်များမှအသက်ဘေးနှင့်ရှင်ကနေထိုင်ခဲ့ကြရသည် မောင်ဥကာဤအဖေတူမအေကွဲတော်ဆက်သူပကံမင်းသားကတနင်္ဂနွေမင်းကိုပုံကန်းချိန်တွင်တော့ကျန်မင်းသားများမှာအနေအထိုင်ပုံမူချက်တဲလာသည်ထိုအချိန်တွင် တနင်္ဂနွေမင်းနှင့်မောင်နှမရင်းချများဖြစ်သောသူ၏ဇနီးလောင်းရှိမင်းသမီးကသူ့ကိုများစွာကာကွယ်ပေးခဲ့သည်လောင်းရှိမင်းသမီး၏အာမခံမှုကြောင့်တနင်္ဂနွေမင်း၏ယုံကြည်မှုကိုရရှိခဲ့သည် ပုံကန်းသူပကံမင်းကိုတိုက်ခိုက်ရာတွင်ဥဆောင်ဝင်ရခဲ့၏ ယခုတော့သူသည် အင်းဝရင်ရှင်ပြည်မဟာဓမ္မအစာဓိပတိပြီးလျင်အာနာရှိဆုံးစစ်ဘီရင်ဖြစ်ခဲ့ပြီးသို့သောအင်းဝ၏အဖက်ဖက်မှဖြစ်လာသောစစ်များကြောင့်ဤနှစ်များတွင် သူသည်စစ်မြေပြင်သို့သာ အချိန်ကုန်နေခဲ့သည်သူထက်အသက်၁၀နှစ်ကျော်ကြီးသောလောင်းရှည်မင်းသမီး၏အခြေအနေကြောင့်သူသည်တွေးသားလိုအပ်ချက်အရာမယားအငဲအနှောင်းများကိုလုတ်တော်များထားခဲ့မှုသည်လောင်းရှည်မင်းသမီးကြီးသည် ထိုအခြေအနေကိုနားလည်လက်ခံပေးခဲ့သည် ူဘက်ကလည်းလောင်းရှင်မင်းသမီးကြီးအပေါ်မြည်သည့်ကားမှမယုံမသေးမလောက်ခဲ့အမတယောက်လိုဇနီးတယောက်လိုလေးစားမြတ်လို့စွာဆက်ဆံခဲ့သည်သူ့အပေါ်တွင်ဘာမစိုးနားလဲဖြည့်စည်းပေးသည့်ပါရမီဖြည့်ပတ်ယခုတော့သူမသည် လောင်လိုက်ထက်ဝဲအေးချမ်းစွာလဲလျောင်းနေခဲ့ပြီပထမအဦးဆုံးအချိန်ဖြင့်သူ့ဘဝတွင်အထူးကြံမှုကိုခံစားခဲ့ရသည်အားကိုးရမယ့်အဖော် ပြုရမယ့်သောခံစားချက်မျိုးကိုစတင်ခံစားလိုက်ရသည်မင်းတရားကြီးကြွချီလာပါပြီသခင် ရှင်ဘီရင်ကြွားကြည်လာပြီဖြစ်သည်ဖြင့်နဘေးရှိလူများအလုံးမြေပြင်တွင် ပစစ်တုပ်လျက်ပြပြဝင်နေကြသည်ကိုသိန်းသခင်ကမူထိုးချင်းနေအလုံးသည် သူနှင့်မသက်ဆိုင်တကယ်သို့ပင်အလောင်းဤခါမှာတလက်လက်လွင့်နေသော ထမိန်အားစာကိုသူညာလက်ဖြင့်ခပ်ပေါ်ပေါ်စုပ်ကင်ဖိကြပေးရင် လောင်းရှည်မင်းသမီးကြီးမျက်နှာကိုသာဒစိမ့်စိမ့်ကြည့်နေသည်ဖုံးတော်ကြီးမြတ်လာသောအင်းဝပြည့်ရှင်အေဂရစ်မင်းတရားကြီးကြွားချီတော်မူလာပါပြီ စတော်ဘတ်မောင်မြတ်ဆန်ဤအတန်ဩဩကသူ့ကိုတတိပေးတကယ်သူခက်ကြင်ကြင်ထွက်လာဤကိုတော်ဤဖေဟာစိတ်ထင်းပါအောင်ဖေဟာရှင်ပြန်ကြွလာနေပါတယ်ဖေဟာအောက်ဘက်တွင်ဝေတွားနေသောဘုံမူကအတန်တိုးတိုးဖြင့်တတိပေးစီနေပါစေဘာရီတော်နေသာသလိုနေပလိစေမဟာဓမ္မဇာတိပတိကမီးလောင်နိုင်နှင့်ခလန်းလန်းတွင်ရက်နေပြီးအနီးပါမှလူများကိုလှမ်းတတိပေးလိုက်သည်အကြီးတော် ကိုတော်ငယ်ငယ်ကမယ်ဖះကခမဲတော်နဲ့အဝေးသွားတဲ့အခါမှာကြောက်လန့်လုံးလို့လောင်းရှင်မယ်တော်ကြီးကပဲညညဆူလာသိပ်ပေးတာမှတ်မိရဲ့လားမှန်ပါမှတ်မိပါရဲ့ဖះမဟာဓမ္မရာဇာဓိပတိကစကားကိုအနည်းတွင်ကလျက်ပါလာတော့ဝင်းကြီးပရိသရာဇာကပြန်လဲရှောက်တင်လာ၏ပုလူစင်တို့ရဲ့သွားရလမ်းပြီပဲဘဲတက်နိုင်ပါမလဲဘာရီတော်ကတော့အတော်ခံစားနေရမှာပဲသူတို့လင်မြန်းနေရောက်စလုံးကခမီးတော်ရဲ့အပေါ်ရောကျုပ်အပေါ်ပါတစ္ဆာရှိခဲ့တယ် ကောင်းခဲ့ကြတဲ့လူတွေပါလေမဟာဓမ္မအစာဓိပတိကအကြီးတော်ကြီးအလောင်းရှိရာသို့လက်အုပ်တစ်ချက်ခြိလိုက်သည်ထို့နောက်ဝေါ်ရင်ရှိရာသို့ပြန်လဲထွက်ခွာသွားတော်၏ဝေါ်ရင်သည် အောင်နှန်းကျော်ပုံနှန်းတော်တို့တွားရာလမ်းတဝက်သို့ရောက်သောအခါမဟာဓမ္မအစာဓိပတိက တင်းနေသောကိုလှန်ကကန်းနာစီသို့ခြိလိုက်၏ကန်းနာစီမှမိโกလုံးဖြူဖြူများကကောင်းငင်မြင်သို့ထိုးတက်သွားကြသည်အကြီးတော်ကိုတော်တခုစဉ်းစားမိတယ်တင်းမတင်အကြီးတော်အကြံပြုပါဩ အမိန်တော်မူပါသခင်ဘာရီတော်ကအင်းဝပြည်အတွက်အချိန်ပြည့်စစ်တိုက်ပေးနေရတယ်အင်းဝရဲ့စီရေးဟာသူ့ဘုံအများကြီးမိကိုနေရတယ်မဟုတ်လားဒီတော့အခုရီးတော်ဆုံးတော့သူတော်တော်လေးထိခိုက်နေပုံပဲသူဒီလိုတသက်သက်ဖြစ်နေရင်စီရေးမှာပါထိခိုက်လာလိမ့်မယ်ဒီတော့သူလည်းစိတ်ပြေလက်ပြောင်ဖြစ်သွားဟောသူ့ကိုနောက်ထပ်လက်ဆက်ပေးရင်တင်းလိမ့်မယ်ပါတင့်တော်ပါလေဖေဟာဓမ္မတော်ရှင်နေရတယ်ဆိုရင်ဟော ဝင်းကြီးပရိသရာသာမှာအန်အော်တကြီးဖြစ်ရှင်ဘီရင်ကိုကြည်လိုက်သည်မင်းသမီးရှင်နေရသည်မဟာဓမ္မရာဇာဓိပတိဤနှမတော်အရင်ခေါက်ခေါက်ဖြစ်တဲ့ကဲ့သို့ဘယင်ဤအချစ်ဆုံးနှမလည်းဖြစ်သည်ကင်းတော်တက်စကန်အသီးသီးမှာတံမူးများစီမှာအစီရင်ခံစာများပါဖရာမောင်မြတ်ဆန်ကထန်းရွက်စာလာများကိုရုံးကလပ်နှင့်တင်လျက်ကိုသိန်းသခင်ထံပေးလိုက်သည် မောင်မြတ်ဆန်သည်နန်းတွင်တွင်ဘယင်စာတော်ဘက် တာဝန်ထမ်းဆောင်နေရာမှာလောင်းရှင်မင်းသမီးကြီးကွယ်လွန်သွားပြီးသည့်နောက်ကိုသိန်းသခင်၏အပါတော်အမြဲဖြင့်ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်ကိုသိန်းသခင်ကထမ်းရစာများကိုစိတ်မပါတပါဖြင့်ယူလိုက်သည်ထိတ်ဆုံးမှတစ်ချက်ကိုခိတ္တမြဖတ်လိုက်၏တော်ပြီမောင်မဲဆန်ငါဒီစီရင်စရာတွေကို လောလောဆယ်မကြည့်ရင်သေးဘူးသွားဘုံမှုကစားကြော်စီကိုပို့လိုက်သူ့ဖက်ပြီးတင့်တယ်လို့စီမံထားကြီးလို့ဆို ။မောင်မြဆန်ကထိုင်းရစာများကိုအနီးရှိအိမ်တော်သားတို့အားပေးလိုက်သည်။လက်တော်ပေါ်အရေးကိစ္စအတွက်ပို့ပေးထားတဲ့အခမ်းအနားအစီအစဉ်များမှာဘာများဖိဆွတ်စရာများရှိလဲလို့နမ်မတော်ဝင်ကလည်းလှမ်းမိထားပါရဲ့။ကိုကိုသိန်းခင်ကကွန်ဒရီကိုရွှေတင်းကန်အတွင်းသို့ထွေးကာတပ်ပြင်းချလိုက်သည်။ကောင်းရှင်မဗျာတလားပြည့်စွန်းတော့ဝေပြီးမှသာအခမ်းအနားကိုလှုပ်ရှင်တယ်လို့နမ်မတော်ကိုပြောလိုက်မောင်မြတ်ဆန်မှန်ပါအခါတော်ကဖုံးတော်ကြီးဖျားကိုယ်တိုင် တွက်ချက်ပြီးမှအတီးပြူတာမို့ရွှေ့လို့မရလို့ပါဘုရားအေးလေဘရင်မိတ်ဆိုတော့လေဘယ်တက်နိုင်မလဲသူတို့စီမံထားသလိုလုံးကြပါစေထောင်းထောင်းတနက်တန်ကြောင့်မြစ်ပြင်တရောတွင်ငားချနေကြတော့ဗျိုင်းငတ်များပုံတီးငတ်များလမ်းပြန်ကုန်ကြသည်မြစ်လေကောင်မှကုန်တင်လေကြီးစီသို့တိုက်လေငားစီကဝင်းရံလိုက်ကြသည်ကျုပ်တို့အင်းဝါကနေပရဏဂူတက်ကိုရိတ်ကလာဖို့လေလှေပါဘုံမင်းတို့ မလွန်တက်တော့ဟောရိတ်ကမပါဘူးလားမပါပါဘူးအေးဒါဆိုဒီပုံမှန်ပါတဲ့ရိတ်ကတွေက မလွန်တက်တော့ပဲမင်းတို့မှားဖို့လားဖြစ်မယ်ဘုံမူကကကြောင့်ကိုယ်တိုင်တေချာမိတ်နာတာပါဒီရိတ်ကတွေကဗရဏကိုအာကာပုံမူတက်တော့ပါပဲမလွန်တက်တော့မပါပါဘူးဗျဖောင်းနောက်ထပ်တနက်တန်တစ်ချက်ကိုလှေပေါ်သို့လှမ်းပစ်လိုက်သည်ဖြင့်လှေသားများမှာလှေတွင်ဝက်လိုက်ရ၏စကားမရှိနဲ့ဟိတမူးမညာကြံတော့အမိန်ဟာဒီရိတ်ကတွေကိုမလွန်တက်ကသိနေ ကန်းကတ်ကြမဟုတ်ရင်လေောလူပါပြစ်မြုပ်ပြင်မယ်ခဏကြာတွင်ရိတ်ခါလေးကြီးမှမလွန်တက်စိတ်ကန်းစီတို့ စိုက်ကပ်သွားကြသည်ရိတ်ခါပြက်လက်သည်ဖြင့်အနီနာထန်းတော်များမှထန်းမြင့်များကိုပင်ဖော်စားနေရသောမလွန်တက်သားတို့မှပျော်ရှင်သွားကြသည်စုညံအော်ဟစ်တံများနဲ့အတူလှေပေါ်မှရိတ်ကာများအသားကြောင်များကိုလူရက်ထန်းနေကြသည်ထိုအချိန်တွင် နောက်ထပ်လှေငယ်တစည်းကခံတက်အနာသို့ကပ်လာသည် အစိမ်းရောင်အလန်စာလေးခြိထားသဖြင့်ငတုံဤလေမန်းအားလုံးကတည်ကြသည်ငတုံကလှေပေါ်မှဆင်းလိုက်ပြီးပျော်ရွှင်စူညံစွာဖြင့်ရိတ်ကာတုံများခြာပေးနေကြသည်တက်သားများကိုခိတ္တမြောက်ကြည့်နေလိုက်၏ထို့နောက်ခလန်းလန်းတွင် မတ်တရက်နေသောဗညာကြံတော်စီသို့လျှောက်သွား၏နောက်ဆုံးတော့ရိတ်ကာလေးရောက်လာပြီပေါ့ဗညာဗညာကမဲ့ပြုံးပြုံးလိုက်သည်ဘယ်ကလားဗျာဒါဗရဏကိုတက်အတွက်ပို့တဲ့ရိတ်ကာတွေပဲဟာဗညာခမရတကယ်လုံးလိုက်ပြီပေါ့ ကျုံမှာရွေးချယ်တာမရှိဘူးဘုတော်ကျုံနောက်ဆုံးအချိန်ကျုံစီကသွေးသောကြီးကိုကိုသိန်းသခင်စီစာပုတ်ပြီးပြီသူကတော့မင်းသမီးကြီးအာသူပါနဲ့ကျုံနေလို့တွေးခွင့်မရဘူးစာပဲပေးခဲ့ရတယ်အဲ့တော့လေတလားရှိပြီအခုတိဘာရိတ်ခါမှမလာပါဘူးဒီတော့ကျုပ်တက်သားတွေငတ်ပြက်နေတာကိုကျုပ်ကခေါင်းဆောင်လုပ်ပြီးဒီတိုင်းထိုင်ကြည့်နေရတော့မှလာဗျာကျုပ်ကဒီတက်ရဲ့ခေါင်းဆောင် ခေါင်းဆောင်တယောက်အနေနဲ့ကိုကတော့စီးစိမ်ပြည့်နေနေပြီကြံတဲ့တပ်သားတွေငတ်ပြက်ဆင်းရဲနေတာကိုမတိကျိုးယုံပြုတ်နေရင်ဒီခေါင်းဆောင်ဆိုတဲ့နေရာနဲ့ဘယ်တန်တော့မလဲဗျအဲ့လိုမျိုးじゃခေါင်းဆောင်မဟုတ်ပဲဖင်ဆောင်ဖြစ်နေမယ်ဖင်ဆိုတာတိလားသူ့စီကထွက်သမျှအကုန်နဲ့နေဗျဗညာကြီးစကားကိုငတွန်ကတဟာဟာရှယ်လိုက်သည်ခမရတော့လေပြောလိုက်ရင်ဒီလိုကြီး ကဲဒီကနေဖြစ်လာမယ့်ပြဿနာတွေလည်းတွေးထားအောင်ကိုလိုဒါနဲ့ကိုသင်းခင်ကတော်ကြီးစုံးသွားပြီလေလားဟုတ်တယ်လေဇာပနတော်မပြီးသေးဘူးရှင်မင်းကသူ့နှမတော်နဲ့လက်ဆက်ပွေးဖို့ချက်ချင်းအမိန်တော်ချလိုက်တဲ့ဗျာနှမပေးပြီးစစ်တိုင်ခိုင်းတာဟောဟာဟာခမရကိုတော့ကြုတ်သဘောကြတယ်ဗညာခမရခမရကိုခမရတဲ့ခမရငယ်သားတွေကိုကြည်တယ်ပြီးတော့ဖြစ်လာသမျှအခြေအနေတွေကိုတာဝန်ခံဖြေရှင်းတယ် ဒီလိုတောင်းဝင်ယူထားရလို့လဲဘာဖြစ်အားမှမထားဘူးအမဲရန်ဟာတာတွေပြောပြီးပြောပြောနေတာပဲဘိုးတွန်းရေကျုပ်တို့မှာခင်းစနစ်ကပကုံးတော့ပေးတင်လိုက်တယ်တာဝန်တွေကရှိတယ်လीဗျာလုံးစရာရှိတာလုံးတိုက်စရာရှိတာတိုက်ပျော်စရာရှိတာပျော်လိုက်ကြတာဩခမားလဲဒီလိုကြီးအလွမ်းသမားကြီးလုံနေတာမကြိုက်ပါဘူးဗျာဒီတိုင်းပြည်မှာလဲဟိုပြင်ဘေးနားကဝင်းကြီးပြိဿရာသာကလဲအားရှိအလွမ်းစာတွေနတ်တန်တွေနဲ့လွမ်း စစ်တိုက်တော်ပါတယ်ဆိုတဲ့ခမားလူလူကလည်းလွမ်းနေအလွမ်းပြီကိုဖြစ်နေပြီမဟုတ်လားလွမ်းနေုံနဲ့မပြီးသေးဘူးကို့လူကြီးရန်သူတွေကပတ်လဲဝိုင်းနေတာမဟုတ်လားကျုပ်တို့ကမခံချင်ပေမဲ့ကျုပ်တို့ပတ်လဲကလူအတိုင်းဝိုင်းနေပေါ့တာဝန်ကြည့်ပြရမယ်တာဝန်တွေရှိတယ်မဟုတ်လားကျုပ်ကအင်းဝမှာမွေးတာမဟုတ်ပေမဲ့ကျုပ်မိကအင်းဝသူဒီတော့အင်းဝကိုကာကွယ်ဖို့ကျုပ်လည်းလုံနေရတာပါ အင်းဝဆိုတာအင်းဝနန်းတော်တွေကအစာကောင်အတော်ကောင်းနေနဲ့ပျော်ပါစံစားနေရတဲ့လူတွေကိုပြောတာလားဗညာသူတို့တို့ကခမ ्या ကစစ်တိုက်နေတာလားမဟုတ်ပါဗျာကျုပ်ချစ်တာကအင်းဝကပြည်သူတွေပဲကျုပ်ရာမညာတက်နေပါလာချိန်မှာအင်းဝမျိုးကြီးစီကိုရောက်ခဲ့တယ်ကျုပ်မေရဲ့အမျိုးတွေအခြားတွေနဲ့တွေ့ခွင့်ရခဲ့တယ်ဒီလူတွေကိုကျုပ်ချစ်တာပဲ စစ်ဖြစ်ပြီလို့အင်းဝဖြစ်ဖြစ်ဟန်တော်ရီဖြစ်ဖြစ်အဲ့ဒီနန်းတော်တွေကလူတွေကသူတို့အချင်းချင်းတော့နောင်တော်ညီတော်အဆွေတော်ဆိုပြီးအယံကောင်မလုံးကြဘူးဗျနောက်မှသာတက်ချင်တက်ကြတာအရင်ဆုံးအလူခံအရက်ခံမိရုပ်ခံရတာပြည်သူတွေပဲမဟုတ်လားဒီတော့ပြည်သူတွေအတွက်ကြောက်ကဒီခုခံစစ်မှာဝင်တိုက်ပေးနေတာပါအင်းဝပြည်သူတွေအတွက်ပါဗညာကျန်တော်ဤစကားကြောင့်ငတော်မှာမျက်ခုံးကိုတွန့်လျက်အကြာကြီးစဉ်းစားနေသည်နေကူရွှေ့ပြန့်တော့ တော်မော်ရင်ထိုင်ကဖယဲသည့်ချိုးပွဲကိုစားနေသောဘရင်အစ်စ်ကလေးနဲကိုမှရုပ်တရက်မတက်ထားရလိုက်သည်။ဥအောင်လာ၏ရောက်ဖဥအောင်များ၏အတန်ရောက်တူရိယာအစု၏တီးကတ်တန်များရက်သွား၏။အမတ်ကြီးပညာရလစီကအမိတ်ပါလာတယ်။မင်းရွာကိုပြန်လို့ရပြီ။နဲကိုကအိမ်မက်ကလန်လို့လာသူပမာပြူးကြောင်ကြောင်ဖြစ်ကြည့်နေသည်။အခုဝေထားတဲ့ဝေစားရည်နဲ့နှာတော်ကိုတော့ယူသွား။ဗရန်နန်းကြောင့်စီလက်စုပ်ကိုတော့ချုပ်ခဲ့မင်းမြန်လုံးမင်းကိုရွာဖို့မင်းတွေလည်းစောင့်နေပြီ ကျွန်တော်ဝါးပါလိမြင်းနန်းတော်မှာတွားอยู่ရသည်哦မယူနဲ့တော့ဟေးမောင်မင်းတွေနန်းတော်သားတွေကတင့်တော်ရအဝိတ်တွေသူ့ကိုထုတ်ပေးလိုက်ကြရွှေတိုင်းဝင်ကလည်းငွေတပိတ်သာ ထုတ်ပေးလိုက်မယ်ရွှေမှာတထည့်ပြန်လို့ချေတွားနဲကိုကရှင်ဘီရင်တို့သာဆွေရသည်ဗရံပြားလက်စုပ်ကိုချုပ်ကဂရိပါခင်းလာတော့တလွန်ပေါ်တွင်တင်လိုက်သည် ထို့နောက်ဥပေါင်းများရှိရာသို့ခက်ခုတ်ကိုလျှောက်သွား၏လွန်ခဲ့သောမိနစ်ပိုင်းကစီးစိမ်ပြင်းနေထိုင်နေခဲ့ရသော ရွှေချထားသည့်တလုံးကိုတမင်လဲပြန်တစ်ချက်ကြည့်လိုက်သည်ထို့နောက်နဘေးခါးစားနေကြသောနန်းရင်းသူများကိုနှမောတက်တာစွာတစ်ချက်ကြည့်လိုက်၏အစောပိုင်းကသူ့ခြေရင်းတွင်ခါးစားရင်းသူ့ခိုင်းသမျှလှုပ်ပေးနေရသည့်နန်းရင်းသူအလုံးကသူ့ကိုဖုတ်လေသည့်ငပိရှိသည်ဟုမထင်ကြတော့နေကိုကခေါင်းကိုကုတ်လျက်ဥပေါင်းများကိုတစ်ချက်ကြည့်လိုက်သည် ဗလာတောင်တော်ရှင်ဥထွားတော်ရှောင်းမထုံမွန်စပင်မဖြတ်ပဲဘုံကြီးလူထွက်ဂရုံးစပင်ပုံသဏ္ဍာန်ထားသောဥောင်းများ၏အန်ကျိထားသောမယိုးကြီးများကိုကြည့်ပြီးခတ်တော့တော့ထွက်သွားတော်သည်နဲကိုသည်မင်းတံများလိုက်ပါလာသောနွားလဲ့ဖြင့်ဟန်တော်ရီအနောက်ဘက်တကားမှထွက်နေချိန်တွင်ဟန်တော်ရီရှေ့တကားဘက်စီမှအောင်စီရုံးတံများကိုကြားလိုက်ရသည် ဟန်နာဝရီနန်းတော်တို့ကရင်များဝင်ရောက်စီးနှင်းမှုကြောင့်တိန်းချောင်တွေကတော့တမိန်တော်ဘီရင်ပြည်တော်ပြန်ဝင်လာပြီဖြစ်သည်ထူးထူးခြားခြားတမိန်တော်ဘီရင်သည်စင်ပေါ်တွင်မိဖုရားကောင်းကြီးနှင့်အတူတွဲလျက်ထိုင်လာသည်ကိုတွေ့မြင်ကြရသည် တမိန်တော်ပါလာသည့်စင်ကနန်းတော်စီဥတီသွားတော်လဲဗညာတလဥအောင်လာ၏စင်မှာလူစာဤအိမ်ရှိရာသို့ဥတီသွားသည်လူစာဤခြံဝင်းရှိတွင်စင်ကိုရက်လိုက်ပြီးဥအောင်လာမှာစင်ပေါ်မှဆင်းလိုက်သည်မြက်ဝါကပန်းကလေးများကိုရေလောင်းနေရာမှာဥအောင်လာဝင်လာသည်နှင့်ဒူးတုတ်ခါလက်အုပ်ချီလိုက်၏တမိမြက်ဝါနေကောင်းပြီလားကောင်းပါပြီအမတ်ချုပ်ကြီးပန်းကလေးတွေကရေစားရဲဆိုလို့ရေတိုက်နေတာပါထိုအချိန်တွင်လူစာကအိမ်ပေါ်မှဆင်းလာကဥအောင်လာကိုအယူသေးပြုလိုက်၏ အိမ်မော်မှာစကားပြောကြတာဗောလွီစာလွီစာကြီးအိမ်မော်တို့တို့အတူတက်လာကြပြီကလေးမချင်းတွေကအရင်လိုအချမ်းမရန်းကြီးမဟုတ်တော့ဘူးနော်ဟုတ်တယ်တန်လင်းက brother anglosy တလားတခါသွားခုတာရဲ့လက်ရဘူကလည်းဒီမှာအမြဲရှိတာအမြဲလိုလိုအဖို့ပြူပေးနေတာလဲပါမယ်ထင်တယ်အတော်ရင်သွားပြီဒါပေမဲ့အခုလက်ရဘူစစ်တွက်နေတဲ့အချိန်မှာတော့စကားပြောတာတွေကပုံမှန်မဟုတ်လို့နည်းနည်းတော့ဂယုဆိုင်နေရတယ်အင်းအခုတမိန်တော်တော့ပြန်ပါလာပြီလွေစာ ကျုပ်အစ်စ်လုံခိုင်းထားတဲ့ဟာရပြီလားအင်းရပါပြီခဏနော်ဗီဇာကအနောက်တိုင်းပုံစံဗီရိုကြီးထဲမှာစာတချို့ကိုထုတ်လာသည်ဒါပြင်သစ်ပွန်နီချယ်ရီကိုပို့ရမယ်စာ ဒီလထဲမှာ ဖာသာနရီနီကဘီရှော့အဖြစ်နဲ့တိတ်ခါထပ်ဖို့မက်ဒရက်ကိုတွားရမယ်သူကနေတစင်ဒီစာကိုပေးခိုင်းလိုက်ပါမယ်ကျုပ်တို့ပြောထားတဲ့အချက်တွေအစုံပါပါရဲ့လားကျမတေချာလုပ်ထားပါတယ် ပြင်သစ်နဲ့ညှိနှိုင်းသဘောတူထားတာတွေကိုချက်ချင်းအကောင့်ထဲဖော်မပေးနိုင်ပဲဆက်ဆံရေးပြတ်တောက်ခဲ့ရတဲ့အတွက်စိတ်မကောင်းကြောင်းနဲ့ပြင်သစ်ကုန်တိုက်တစ်ခုအတွက်တန်လင်မှာနေရာပေးဖို့အရှိအိန္ဒိယကုမ္ပဏီကိုတန်လင်ကနေဟိုင်းကြီးကျုံးကိုပြောင်းရွှေ့စေဖို့အကုန်လုံးအချက်၆ချက်နဲ့ရေးပေးထားတယ်အဲ့ဒီတန်လင်းကဘင်းကြီးဖုံးကြီးကရောရှုံရပါမလားဒီဟန်တောင်ဒီမှာရှိတဲ့ခင်ကြီးဂါလစီယာတို့ဟာဟိုအင်္ဂလိပ်ကောင်စမစ်နဲ့ရော တမိန်ထောဘရင်နဲ့ပါပလဲနံမှာတင့်နေတာပဲတမိန်ထောအခုလို့ထောင်းထောင်းလောလောနဲ့အောက်ခြေလို့တာဒီလူတွေမြောက်ပေးတာလဲပါမယ်လို့ကြုတ်တော့တန်နေရရှိတယ်တန်နေကဖာသာနရင်းကြီးကတော့ကျမတို့လူပါလက်ရပုံနဲ့လဲအင်မတန်ရင်းနှီးလာတဲ့မရွေးစီရင်နေပဲဟိုသူ့ကိုတော့ယုံမာဥော်လားဟုတ်ပြီလေလူစားအာမခံပေးရင်တော့ကြုတ်ယုံပါတယ်ကဲ ဒါဆိုရင်ဒီဘက်ပိုင်းကိုကျုပ်စိတ်ချပြီးဒီစာရီကိုပေးလိုက်မနှက်ပြန်ကြရင်ဘရင်တစိတ်တော်ခတ်နေပြီးပြန်လာပို့ပြီးမယ်ဒါနဲ့လက်ရဘိုးတို့ကဘယ်တော့လောက်ပြန်လာမှာလဲအမိန့်တွေထုတ်ပြန်ပြီးရင်အင်္ဂလိပ်တွေဒီတိုင်းတော့နေမယ်မထင်ဘူးဒီတော့နန်းတော်မှာသူတို့တပ်တွေရှိနေမှာဖြစ်မယ်ပြည်မျိုးကကျုပ်တို့တပ်တွေခိုင်လုံဖြစ်အောင်သူတို့နေပေးနေတာပါ မကြောင်ရင်တို့တက်ပြန်ရုပ်ဖို့ဘရင်ကိုအခေါ်ခိုင်းလိုက်မယ်။နောက်တစ်ပတ်လောက်နေရင်တာလီဘန်နဲ့တူတက်တွေလည်းပြန်ရောက်လာတော့မှာပါ။အဲ့ဒီအတွက်စိတ်မပူပါနဲ့လူစား။ဦးအောင်လာကလူစားလက်ထဲမှာစာကြုံများကိုကင်ကအိမ်ရောက်တော့ဆင်းလိုက်သည်။ဘာပါဖေဟာဘာပါဖေဟာဟောဒီပန်းကလေးတွေကရှောက်တင်စရာလေးရှိလို့ပါတဲ့ဖေဟာ။အိမ်လှေကားရင်တွင်မြက်ဝါကနှင်းစီပန်းသုံးဝင်ကိုကင်လျက်ဒူးတုံနေသည်။ဘာများလဲသမီးရှောက်စီဗျာ။ ။ဦးဦးလက်ရပုံမင်းကဘယ်တော့များမှပန်းကလေးတစ်စီပြန်လာမှလဲတဲ့ဖေဟာ။ဦးအောင်လာနဲ့လူစားတယောက်မျက်နှာတယောက်ကြည့်ကပြုံးလိုက်ကြသည်။ဦးအောင်လာကမျက်ဝါးဤခေါင်းကိုလက်ဖြင့်ပုတ်လိုက်ပြီးမကြခင်ပြန်လာတော့မှာပါ။ဘဘသူ့ကိုအခေါ်တော်လွတ်လိုက်ပါပြီ။ဟုတ်ပြီလား။ဟေပျော်လိုက်တာဘဘဖះရဲ့ပန်းကလေးတွေဘဘဖះကိုရှစ်ခိုးကြရှစ်ခိုးကြဥအောင်လာကစင်ပေါ်သို့တက်သွားပြီဖြစ်သည် ကျွန်တော်မျိုးတက်ဤတက်ထောက်ရိတ်ခါလီများမလွန်တက်စခန်းမှာလူရခံနေရပါတယ်အရှင်ဘုံမူကစားကျော်ဤရွှေချင်းခတ်ပေါ်ဟာကောင်းမောင်းကမိကွက်အရောင်တွင် တလက်လက်ပြောင်းနေသည်ကိုသိန်းသခင်ကစီရင်မြေပုံကိုကြည့်နေရမှဘေးသို့ချလိုက်သည်ဘဲ့နဲ့မလွန်တက်မှာဗညာကြံတော်ရှိနေတယ်မဟုတ်လားဘသူကများလူဝင်တယ်လေဗညာကြံတော်အမိတ်နဲ့ဆိုပြီးတက်သားများကလှေကိုကန်းကက်ခါလူယူကြတာပါဖေဟာသူ့တက်တော့လေရိတ်ခါတွေပို့ပေးနေတယ်မဟုတ်လား ကျွန်တော်မျိုးခန္ဓာအားလုံးတို့ကပိုပြီးမြဲပါဖေဟာဒါနဲ့မြန်ဒင်းကဘာကြောင့်လူရတာရောကျွန်တော်မျိုးတပရဏဂူကိုပို့မဲ့ရိတ်ကားတွေကိုလူတာပါဖေဟာကြားရတဲ့သတင်းရတော့ဗညာကျန်တော့ဟာမြန်မာတလိုင်းကာပြားဆိုရင်ပဲတလိုင်းတံများကတရှိုးတလန်အဖြစ်ထဲထားတာများဖြစ်တယ်ကောင်းပါလေသို့မဟုတ်တာဟန်တော်ရီတံများရဲ့ရှေ့ဆုံးစိုင်သားရတဲ့ကျွန်တော်မျိုးနဲ့ဗရဏဂူတက်များရိတ်ကားအာရုံရန်တမင်လူရခြင်းဖြစ်နိုင်ပါလေ ရှုံးကြီးတော်မမူရန်ရှောက်ထားပါれဖေဟာဘုံမူကစားကြော်နဘေးရှိအာကာဘုံမူကလည်းဝင်ရောက်ရှောက်တင်သည်ကိုသိန်းသခင်ကမျက်မှောက်ကျုပ်လိုက်သည်ဗညာကြံတော်ဟာဘုံမူများထဲမှာသူရတ္တိနဲ့ပြည့်စုံတယ်တိုင်ရင်ခိုင်ရင်မှလည်းငယ်သားများကိုနောက်မကွက်ပဲရှေ့ကမမမဲရဲ့နဲ့ထွက်တိုက်ပြီးကုတ်ခဲတဲ့သူပဲဘဲနဲ့ကြောင့်ဒီလိုရိတ်ခါလူတော်မျိုးလောက်ရတာပါလေတခုခုတော့မားနေပြီထင်တယ် တူးတက်ကိုပို့တဲ့ရိတ်ခါမလောက်လို့များလားကျွန်တော်မျိုးလည်းမခံမှန်းတတ်ပါဘိုးမူကစားကြော်ကလေတံခတ်တိုင်နေဖြစ်ခေါင်းငုတ်ဒါသည်ထိုအချိန်တွင်အိမ်စီကံအပြိုတော်တို့ကရွှေပိန်းချာခွက်တစ်ခွက်ကိုကင်လျက်အနည်းဆိုဝင်လာသည်ထိတ်သားကအရှင်းအတွက်စေးတော်မိဝဲချိန်မို့ပို့ခိုင်းလိုက်လို့ပါဖေဟာကိုသိန်းသခင်ကအီတလီကုံတယ်များထံမှဝယ်ထားသောဆက်နိုင်ကိုလမ်းကြည့်လိုက်အေးညစ်တော်နဲ့ပြီပါဗညာကြံတော်ငယ်ကိစ္စက သူ့ငယ်သားများလုံမကင်မှာဖြစ်ကြတာနေပါမယ်ဒီကိစ္စကိုဗညာကျန်တော်တက်ကလူဦးတည်ဟူသည်များပြန်ပေးစီလို့ငါကိုယ်တော်မြတ်အမိန့်ချတယ်။ဘုံမှုကစားကျော်ကပဲပရဏဂိုထိသွားပြီးတက်နဲ့တက်ချာမှာဖြည့်ရှင်းပေးစီငါအဲ့ရောက်ဝင်တော့မယ်။မင်းတို့လည်းပြန်ကြတော့ဘုံမှုအကကျော်နဲ့အာကာဘုံမှုတို့ကခေါင်းငုတ်လျက်မတိမတာပြုံးကအခန်းတွင်းမှာထွက်ခွာသွားကြသည်။ကိုသိန်းသိန်းကအသည့်ဆက်ဆက်ဇနီးလေးမှပို့ဆက်တာသည်ဇာရိတ်ဘုံဝင်ကြာဝစ်ဆန်စူးပန်းဝစ်ဆန် ကပ်ဖို့ပန်းနူပန်းမပန်းဝီရိုးဖြင့်ပေါင်းဆက်ထားသောပန်းနူအားသေးခွက်ကိုခတ်တော်တော်မောချလိုက်သည်အခန်းဆက်လေးစိုက်